ရန်အကျော်စောတွေတနေ့တခြားជីវਾတိုးတက်ခြင်းနဲ့ကျော်စော အောင်မြင်ခြင်းနဲ့ဆိုလို့ချင်းဦးဇင်းတို့လောက်ကင်လိုက်နာရမယ်အကြောင်းတရားလေးတွေကိုဓမ္မပဒပါဠိတော်အပမာဒဝတ်မှာမြတ်စွာဘုရားဟောကြားတာရှိကာရလေးရတော့ဥဋ္ဌာဏဝတ္တောတတိမတောသူစီကမတ္တာနိတ္တမကာရိနောတဲ့ပြောကြတာကဥဋ္ဌာဏဝတ္တ ကြွလုံးလဝိရိယရှိရတယ်ကြည်ပွားစနေတယ်အောင်မြင်တယ်လို့ဆိုတာပြင်းနေလို့ရင်အောင်မြင်မှာမဟုတ်ဘူးအဲကြတော့ထကြွလုံးလဝိရိယရှိဖို့လိုတယ်ဥထာဏဝတ္တနောက်တစ်ခုကတတိမတ္တတတိမတ္တဆိုတာတတိနဲ့ပြည့်စုံရတယ်เนาะအလွဲချုံမဖြစ်အောင်ကိုယ့်ကိုယ်ကိုတိမ်ဆောင်မသွားအောင်တတိနဲ့အမြဲတမ်းထိန်းသိမ်းနေရတယ် သူစီကံမာတဲ့အပြစ်လဲကင်းရတယ်တဲ့ဥမာရာဇဝမှုမကင်းတဲ့ကိစ္စမျိုးတွေအဲ့ဒါနော်ဒီလိုကိစ္စမျိုးတွေလုံးမမြင်ဆလို့ချင်းကိုဘဝတက်လန့်အတွက်အနှောက်အယှက်တစ်ခုခုအန္တရာယ်တစ်ခုခုဖြစ်သွားနိုင်တာပေါ့ဒါမှမဟုတ်အဲ့လိုဘေးရန်တွေကင်းတဲ့ကိစ္စမျိုးလည်းဖြစ်ရမယ်ဏိဒာမကရင်တော့စူးစမ်းဆင်ခြင်ရမယ်ဘယ်လိုလုပ်ရမလဲလုတ်တင်သလားမလုတ်တင်ဘူးလားဖြစ်နိုင်လားမဖြစ်နိုင်လား သင်ညတ်တတ်တာကိုယ်နှုတ်နှလုံးစောင့်ရှောက်ရမယ်ကိုယ့်ကိုထိမ့်သိမ်းရမယ်ဗျံပရာပြစ်မထားရကိုယ့်ကိုမထိမ့်သိမ်းနိုင်တဲ့သူဟာဟောမိဘတဲ့ဆရာတွေကထိမ့်သိမ်းမှာပဲလို့မထင်နဲ့အဓိကထိမ့်သိမ်းတဲ့ဆိုကိုယ့်ကိုထိမ့်သိမ်းတာအဓိကပဲကိုယ့်ကိုမထိမ့်နိုင်ဘူးဆိုရင်ဒါတကယ်ရည်ရှိမှကြတော့အကျိုးမများနိုင်ဘူးပေါ့နော်နောက်ဓမ္မစီဝင်တော်တဲ့အတရားနဲ့အတမွေးလေရှိတဲ့ပုံကိုလည်းပြရမယ်တဲ့အတ္တမအနေနဲ့အတ္တမမွေးရအောင် အပမတ္တမမိတ်မလျော့တတိလောက်ကမဲလျော့နေတာဆိုတာမရှိဘဲနဲ့စူးစမ်းအထောက်ရမယ်ဒါဆိုလို့ချင်းရက်တော်လို့ဟောတယ်ခေါင်းတဲ့ကြောစောခြင်းတို့အပြစ်ဝတ္တတိတဏိတ္တချာတိုးပွားပြီးတော့လာနေပါတယ်ကြီးပွားအောင်မြင်သူတယောက်ဖြစ်နိုင်တယ်လို့ပြောတာနော်ဒါလေးတွေပြည့်စုံဖို့လိုတယ်ပေါ့